အင်အားပြင်းငလင်းကြောင့်မန္တလေးမြို့ရှိဝင်းဝင်းကားပစ္စည်းဆိုင်ပြိုကျမှုမှာဆိုင်းပိုင်ရှင်ရဲ့တမိဖြစ်သူအပါအဝင် ကိုဦးသေးဆုံးငလင်ထံကြောင့်မန္တလေးမြို့ရှိဝင်းဝင်းကားပစ္စည်းဆိုင်ပြိုကျမှုအတွင်မှာဆိုင်းပန်ရှင်ရဲ့တမိဖြစ်သူအပါအဝင် ကိုဦးခန့်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ မက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းခလင်ကြောင့်အဆိုပါကားပစ္စည်းရဲ့ရောင်းဆိုင်မှာပြိုကျပျက်စီးခဲ့ပြီးတည်ဆုံးသူများမှာ15နှစ်အရွယ်အမျိုးသမီးငယ်နဲ့အတူ၎င်းဆိုင်မှာအလုံးလောက်ကိုင်နေတဲ့ဝန်ထမ်းတွေဖြစ်တယ်လို့သိရပါတယ်။ကျမနဲ့ကျမရဲ့ဝီချဲကိုတွန်းပေးတဲ့နှစ်ယောက်သာကယ်ဆယ်ရေးတွေဂျိုးပန်းမှုနဲ့ကယ်ဆယ်လို့ရခဲ့ပါတယ်။ ေဖို့အတွက်ကိုကိုကိုတဏ္ဍကုံတင်ပြီးနေပေမယ့်ပထမဦးဆုံးကထုတ်ခံရတဲ့ဘဝမှာငါပိုင်ဆိုင်မှုတွေအစွဲလုံးဝမရှိပေတဏ္ဍကုံတီးဖို့ကိုပဲသတိကပ်နေခဲ့တဲ့ကျမတခြားကလေးတွေအားလုံးနဲ့ပုံမှန်စကားပြောဆိုအားပေးနိုင်ခဲ့ပါတယ်ကျမလက်ထဲမှာငွေလွှဲဖို့ပတ်စံထုတ်ကတွဲရက်ပါလာပါတယ် ပုံမှန်ဆိုရင်3-4000လောက်မကိုင်းခဲ့ပေမဲ့တည်ဆုံသွားတဲ့သူတော်ကောင်းကလေးတွေကိုလှုပ်တဲ့နာလှုပ်ဖို့ပါလာတဲ့အဲ့ဒီငွေတွေကြောင့်တည်ဆုံသွားသူ ကျမသမီးအပါအဝင်၈ဦးစလုံးကိုတချို့ချင်းတပြောက်ဆွန့်ကပ်ခြင်းဆွန့်ကပ်အများတန်းပေးဝေခြင်းရက်လက်ကုသိုလ်အကြီးအကျယ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟုဆိုကဖြစ်စဉ်နဲ့ပတ်သက်ပြီးကားပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်သူကလူမှုကွန်ရက်မှာရေးသားထားတာလည်းဖြစ်ပါတယ်။ ဝင်ဝင်ကားပစ္စည်းဆိုင်ပိုင်ရှင်မှာလွန်ခဲ့တဲ့6နှစ်ခန့်ကလေးကရှင်ညွတ်အောက်ပိုင်းကနေစပြီးအောက်ပိုင်းတည်နေခြင်းဖြစ်ကဝီချဲနဲ့သာသွားလာနေရသူဖြစ်ပါတယ်။ကျမသမီးအတက်မှလူအတက်မဟုတ်လို့ဆိုင်ကအလုံးအသက်ကိုကယ်ပေးဖို့ကျမအထက်ထက်တောင်းဆိုခဲ့ပါတယ်။အောက်ပိုင်းတည်လူမမတရားမှုမကယ်ပဲဆိုင်ကကလေးတွေကိုပဲကယ်ပေးဖို့အထက်ထက်ပြောနေခဲ့တာပါ။သာသမီသောပစ္စည်းသောမကတ်တတိလေးကပ်ပြီးကျမအနာကကလေးတွေကိုတနအီလောက်အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်။ အလုံးစုံတာဝန်မကျေပေမဲ့ဘဝကူးကောင်းမဲ့ထိတ်လန့်အော်ဟင်ညှဉ်းညူခြင်းနဲ့အသက်မဆုံးရှုံးတဲ့သူတော်ကောင်းလေးတွေဖြစ်ခဲ့ကြပါတယ်။တနာလိုက်တာစိတ်မကောင်းလိုက်တာအားလုံးသောသူတွေနဲ့ကလေးတို့ရဲ့အခုချိန်မှာကျမကိုယ်တိုင်သွေးပြတ်ခြောက်လန့်မှုကင်အတူရှိခဲ့ရလို့အစိုးရကအကောင်းဖြည့်ဆည်းဖို့အနည်းငယ်ရှားခဲ့ရပါတယ်။ ကျမတို့မိဘတပ်ဖွဲ့အုပ်ထိန်းမှုအောက်ကပျော်ရွှင်ခဲ့တဲ့ဆိုင်ဝန်နှန်းကလေးများ၊ခွဲလွန်ခဲ့တဲ့သူတွေကိုလည်းအမျှအမျှအမျှပေးပြီးတာဓုခေါ်စေခြင်းတလို့။ကျန်ရစ်ရှင်တန်သူတွေလည်းသွေးမပြတ် တာဝန်ကျေခြင်းအတွက်ကျေးဇူးအနန္တတင်ပါတယ်ဟုဆိုကအဆိုပါကားပစ္စည်းအယောင်ဆိုင်ပိုင်ရှင်ကဖော်ပြရေးသားထားတာပဲဖြစ်ပါတယ်။ တမီဖြစ်သူနဲ့အတူကိုတောင်ဆိုးကိုဆိုးသူမောင်လေးကျော်စင်ဝင် မောင်လေးတက်ထူအောင်မောင်လေးအောင်ဖြူဟင်းမကြီးမတ်တင်ဝင်ညီမလေးတင်းဆွေတို့ကွယ်လွန်သွားကြပါမယ်ထိုင်လန့်တည်ဆုံးခြင်းမဟုတ်တဲ့သူတော်ကောင်းလေးတွေဘဝကူကောင်းဖို့ကျမနဲ့အတူတိုက်ပြိုပိတ်မိစဉ်က စိတ်ကိုတည်ငြိမ်စားထားပြီးဝင်သက်ထွက်သက်ရှူပြီးတရဏဂုံတီးဖို့မြတ်တာတုတ်တန်ဘုတ်တွေရွတ်ဖတ်ဖို့ကျမမထမီတနာရီအတွင်းအပြန်အလှန်ပြောပြခဲ့ပါတယ် ကျမနဲ့အတူပိတ်မိစဉ်အောက်ဆီဂျင်ပြတ်သွားသလိုဖြစ်တုန်းကလည်းအသက်အောင်ထားဗစက်ကရှူဖို့ကဲဆယ်ရေးတွေမလာခင်အားကုန်မသွားအောင်မအော်ဟစ်ကြဘူးကျမအားလုံးကို ပြောကြားခဲ့ပါတယ်အားလုံးအထိတ်တလန့်နဲ့မတည်ခဲ့ကြသလိုတရားရှုမှတ်တရဏဂုံတည်ခဲ့တဲ့အတွက်ကောင်းရာသူကတိလာကြမဲ့ပဋ္ဌာန်းဆက်တွေပါအရှုံးတွေကအမျက်အကြောင်းတီးခဲ့ရတယ်ဟုဆိုကဝင်းဝင်းကားပစ္စည်းဆိုင်ပိုင်ရှင်ကဆက်လက်ရေးသားထားတာလည်းဖြစ်ပါတယ် ငလင်ကြောင့်မန္တလေးမြို့မှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးတင်ဆုံမှုများလည်းရှိကလက်ရှိအချိန်အထိရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ဧပြီလ3ရက်နေ့နနက်၈နာရီအထိကောက်ယူရရှိတဲ့အစီရင်တွေအရငလင်ပေးတန်ကြောင့်သေဆုံးခဲ့ရသူ3085ဦး၊ဒဏ်ရာရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိပြီဖြစ်ကြောင်းလည်းသိရပါဗျာ။